ကိုရီးယားယောက်ျားကြာဆုံးသွားပြီအပယ်လူဖြစ်သွားပြီဆမ်မဲအောက်ခြေစစ်သားမိသားစုဝင်တွေကိုတော့စိတ်မကောင်းပါဘူးဒါပေမဲ့အမြန်မှန်ရသိနေထင်လို့ကျွန်တော်ဒီကနေပြောပြပါမယ်လက်ရှိနေ့စဉ်နေ့စဉ်တပ်မတော်သားတွေကရှေ့တန်းမှာတည်ဆုံနေရတာအများကြီးပါဒီလောက်များပြားတဲ့တည်ဆုံသွားသူတွေရဲ့မိသားစုဝင်တွေကိုတက်ချုပ်ကြီးကအရောက်တိုင်းစီပြန်မကြည့်နိုင်ပါဘူး နိုင်ငံတဲကနေဆွဲထုတ်ခံရတာလေးနဲ့တက်မတော်ကိုပုတ်ခတ်တော့မယ်ဆိုရင်အသက်ကိုမှပဒနာမထားတိုင်းပြည်အတွက်ပေးဆက်သွားတဲ့ကိုလင်ယောက်ျားရဲ့မျက်နှာကိုတော့ထောက်သင့်တယ်မလားနိုင်ငံရဲ့လက်ရှိအခြေအနေကတိုင်းတစ်ပါးနဲ့ရင်ဆိုင်တိုက်ခိုက်နေရတာမဟုတ်ပါဘူးအကျွင်းမဲ့ဒီမိုကရေစီအာဏာရှင်စနစ်ကိုထောက်ခံအားပေးနေတဲ့တန်း90ကျော်ပြည်သူတွေနဲ့တိုက်နေရတာပါတစ်ဖက်မှာလည်းတက်မတော်ကြီးကပြည်သူ့ဘဏ္ဍာအလဟတ်သက်မဖြစ်ရလေအောင် ကြာဆုံးသွားတဲ့တက်မတော်သားတွေရဲ့အလောင်းတွေကို ပြနိုင်မှာကြံရစ်သူမိသားစုဝင်တွေကိုထောက်ပံ့ကြေးတက်ဆွန်ကြေးပေးမှာပါတက်မတော်သားများအနေနဲ့လည်းမင်းတို့အိမ်ပြန်လာကိုမင်းတို့ရဲ့ဇနီးမယားသားသမီးတွေကစောင့်မျှော်နေကြတယ်တကယ်လို့မင်းတို့တွေဟာအိမ်မပြန်လာနိုင်တော့ဘူးမင်းတို့တည်ဆုံတဲ့အလောင်းကိုလည်းမပြနိုင်ဘူးဆိုရင်တော့မင်းနဲ့မင်းမိသားစုဝင်တွေဟာလမ်းကမ်းတဲကနေဆွဲထုတ်ခံရမှာပါဒါကြောင့် တက်ချုပ်ကြီးကိုအလောင်းပြနိုင်ဖို့မင်းတို့မိသားစုဝင်တွေခံစားခွင့်လေးရနိုင်ဖို့အတွက်ကြဆုံသွားတဲ့အခါမှာထင်သာမြင်သာရှိတဲ့နေရာဒါမှမဟုတ်တိုက်ပွဲအတွင်းမျက်နာကိုအထူးပြုဆိုင်မထိခိုက်ပဲကြဆုံကြဖို့အတွက်တတိပေးလိုက်ရပါတယ်အခုကိုရီးယားယောက်ျားကြဆုံသွားပြီ။ယောက်ျားကြယောက်ျားကြဆုံသွားပြီဆိုတော့အပယ်လူဖြစ်သွားပြီ။အထက်လူကြီးတွေသိအောင်တော့ပြောချင်တယ်။ကြဆုံသွားတဲ့ရဲမေးတွေ၊အိုးအိမ်ယာတွေကို နေရထိုင်ခင်းလေးကိုကြကြနနအပီးအစီရအောင်လုပ်ပေးလိုက်ဒီနေ့သေးပြီဒီနေ့ယောက်ျားသေးပြီဆိုနောက်နေ့အပီးအစီရအောင်လုပ်ပေးလိုက်နော်လုပ်ပေးကြမရှိလို့ချင်းတက်မြေမတူးကြော်ရဆိုတဲ့မြေတွေမှာအကြိုက်အနေရာတွေမှာအကွက်လေးတွေချပြီးတော့တထောင်လောက်ဖြစ်ဖြစ်စီပေးလိုက်ကြအပိုင်းဒီတရားရသွားလိမ့်မယ်နော်တက်ထဲမှာမိခိုးဆိုပြီးထက်နေရရင်ကျွန်တော်တို့လိုတရေတရာလောက်တက်တယ်တက်မတော့အာသွန်ကျိုးပန်းလောက်ထွက်တယ်လူတွေက မနေ့တနေ့ရဟာတွေရဲ့ဆက်ဆံမှုတွေအောက်မှာစိတ်တက်ပြီးပြည့်အပ်ပြီးတင်ငယ်ပြီးနေရတာဖြစ်ချင်တာပေါ့ဒီနေ့မျိုးသားကြမလားကြသွားပြီနောက်နေ့ကိုရီအိုးယောက်ျားရဲ့ခံစားခွင့်အိုးအိမ်နေရဘာဖြစ်ဖြစ်ချက်ချင်းရသွားပြီဆို မောင်းထုတ်နေเสียမလို့ဘူးအိမ်ဖဲခက်ကြရလည်းမလို့ဘူးဒီအိမ်လေးကိုဖယ်ပေးမှလည်းပြောနေเสียမလို့ဘူး ကိုယောက်ျားဖြစ်တာနဲ့နောက်နေ့အိုးအိမ်ရနောက်နေ့တန်းရှင်ကော့ပြီးထွက်သွားမှာအဲ့လိုလူမျိုးတွေနောက်ကြားနေတောက်ပွဲမှာကြာသွားတာစစ်တိုင်းတို့သိတာလေနော်ဒါကိုမိခိုးအင်းဆက်ချင်း၆လပြည်တာနဲ့ဆက်ချင်းဟောတင်းချာဖြစ်သွားတာတရမကြံခဲ့တယ်ကိုညီမတွေလည်း သူတို့မျက်နှာရိတ်တချီချီနဲ့တီးလန့်ဆာဆာနေခဲ့ကြရတာတတွင်အမှန်တွေတင်ဆက်ပေးနေတယ် Because it's time